ခုလာမဲ့1389ခုနှစ်ညမနှစ်တည်းကာလမှာညမဘေရင်နီးရဘာဘုတ်နဲ့ဘာဘုတ်ဘေရင်အရဆိုရင်ပြစ်ကျွေးနေဖြစ်ပါဖြစ်ပါလေပြစ်ကျွေးနေဖြစ်တဲ့အတွက်တင်းကိုနေပုံတခုတင်းလာနေသားသမီးများအញ្ញအခိုက်ကကြုံတတ်တဲ့မဟာဘုကိယဖြစ်နေပါလေထို့အတွက်ထို့အတွက်ကြောင့်ဘုရဘူးသာသမီများအနေနဲ့ မိမိအိမ်တွင်ရှိသောရွှေရောင်အသုံးဆောင်ပစ္စည်းအဟောင်းများကိုစွန့်ပစ်ပေးရမှာဖြစ်ပါတယ်။ထို့သောစွန့်ပစ်ပေးလိုက်ခြင်းဖြင့်မိမိ၌ကြားရောက်နိုင်သောကံတရားများကောင်းမွန်လာမှာဖြစ်ပါတယ်။ထို့အတူတနေ့ကိုယ်၏သားသမီးများအားလည်းအိမ်မှာရှိသောအိုးခွဲအုပ်နော်အဟောင်းမကောင်းသည့်အိုးခွဲများကိုစွန့်ပစ်ပေးရန်ကြိုးပါလေ။ထို့သောစွန့်ပစ်ပေးလိုက်တဲ့တနေ့ကိုယ်၏သားသမီးများအနေနဲ့အိုးအိမ်အလို့အကိုင်း ုံစုနဲ့ပတ်သက်တဲ့ကံတရားများကောင်းလာမှာဖြစ်ပါတယ်။တတိနာသာသမီများအနေနဲ့အိမ်မှာရှိတဲ့ကော်ခွဲ့နော်ကော်ခွဲ့အဟောင်းများကိုကော်တဲ့ပတ်သက်တဲ့ပစ္စည်းအဟောင်းများကိုစွန့်ပစ်ပေးရလိုပါတယ်။ကိုယ်ကိုစွန့်ပစ်ပေးလိုက်ခြင်းအပြင်တင်းငွေသာသမီများအနေနဲ့ဝေကြီးအခက်အခဲများအခြေရေးအခက်အခဲများခီးလမ်းပတ်နဲ့ပတ်သက်သောအခက်အခဲများကောင်းမွန်ပြီးကံများပွင့်လန်းလာမှာဖြစ်ပါတယ်။ထိုကိစ္စလေးကိုတောင်းတော့ 69ခုနှစ်နှစ်တဲ့အတွက်မြစ်တာလဲဆောင်ဖြင့်ဩကြားပေးလိုက်ရပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာ